ခရိုနီတထေသမီးနဲ့မင်းသမီးတွေဘယ်သူမှမရှင်နိုင်လောက်အောင်ပြည့်ပြည့်စုံခဲ့လို့တကြောပြန်နဲ့မဲကြီးလာနေတဲ့ဦးမုံရွှေရဲ့မင်္ဂလာဝဲကိုပဲဝါကျွအချိန်အခါမင်္ဂလာဝဲတွေနီးလာတဲ့အချိန်ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာတကြောပြန်နဲ့မဲကြီးလာခဲ့တာကတော့ထိတ်တန့်မင်းသမီးဦးမုံရွှေရဲ့မင်္ဂလာဝဲတွေအကြောင်းပဲဖြစ်ပါတယ်။သူမှမင်္ဂလာဆောင်ခဲ့တာနှစ်နှစ်လောက်ရှိပြီဆိုပေမဲ့ပရိသတ်တွေကတော့တခြားသောမင်္ဂလာဝဲတွေထက်ဦးမုံရွှေရဲ့မင်္ဂလာဝဲကအများကြီးပြည့်စုံနေဆိုပြီးအမှတ်ရနေကြပါတယ်။အခုဆိုရင်လည်းထိတ်တန့်မင်းသမီးတယောက်ရဲ့မင်္ဂလာဝဲနီးလာပြီမလို့အစမပြေမှုတွေကိုမြင်တွေ့နေရတဲ့ပရိသတ်တွေကဘာတခု မှအပြစ်ပြောစရာမရှိတဲ့ဝမ်မုံရွှေရဲ့မင်္ဂလာပွဲလေးကိုပြန်ပြီးတော့တတိယနေ့ကြတာဖြစ်ပါတယ်။ဝမ်မုံရွှေရဆိုရင်တော့မြန်မာနိုင်ငံရဲ့ထိတ်တန့်နာမည်ကျော်ခရိုနီတထင်းကြီးကိုနိုင်ဖြိုးကျော်နဲ့လက်ထက်ခဲ့တာဖြစ်ပြီးတော့ရုပ်ရည်ဆန်တဲ့မင်္ဂလာပွဲအကြောင်းပြည်သူတွေအားလုံးလည်းအံ့ဩခဲ့ကြရပါတယ်။ထိတ်တန့်မင်းသားတရားမဟုတ်ပဲခရိုနီတထင်းကြီးကိုချစ်သူအဖြစ်ရွေးချယ်ပြီးလက်ထက်မဲ့အချိန်ကြာမှရုပ်ရည်ချပြန့်လာတဲ့အပေါ်မှာတချို့တွေကတော့သဘောမတူခဲ့ကြပါဘူး။ဒါပေမဲ့လက်ထက်ခွန်တောင်းတဲ့အချိန်ကနေစတင်ပြီးမင်္ဂလာပွဲတွေများစွာကျင်းပတဲ့အချိန်လေးတွေမှာတယောက်နဲ့တယောက်အရန်ကိုလိုက်ဖက်ညီပြီးတော့တင့်တော်တယ်ဆိုတာပြည်သူတွေကလက်ခံသွားခဲ့ကြပါတယ်။ ်အဓိကကတော့မင်္ဂလာဝဲပေါ်မှာအရန်စိတ်နေပြီးသူတို့သမီးအတွက်အမှတ်ရဖြစ်စီမဲ့အကောင်းဆုံးသောအပြင်စီနေနဲ့ဖန်တီးပေးထားတဲ့ကိုနိုင်ဖြိုးကျော်ရဲ့စိတ်ရင်းတွေကိုတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်အရန်ကြီးထုတ်ကြောနေတာမျိုးမဟုတ်ပဲပုံမှန်အတိုင်းကျင်းပခဲ့တဲ့မင်္ဂလာဝဲတွေကိုတော့ပြည်သက်များစွာကသဘောကျခဲ့ရပါတယ်မင်္ဂလာဝဲအတွက်ဘလို့အခမ်းအနားကြီးပြင်ဆင်ထားတယ်ဘလို့အကုန်ကြခံထားတယ်သူတို့သားသူတို့သမီးဝတ်စုံတွေကိုရွှေစစ်စိန်စစ်တွေပြုလုပ်ထားတယ်ဆိုပြီးတော့ဒီကြိမ်တစ်ခါမှထုတ်ကြောနေတာမျိုးလည်းမရှိခဲ့ပါဘူးဆိုရှယ်မီဒီယာမှာလုံးဝခရမ်းမထားပဲမင်္ဂလာဝဲကျင်းပတဲ့အချိန်အမှတ်ရထုတ်ပြလာတဲ့ပုံရိပ်လေးတွေ ီးကိုဒါပြည်သက်တွေကကြည့်ရှုပြီးတော့အံ့ဩခဲ့ကြရပါတယ် ထိတ်တန့်နိုင်ငံကျော်အကယ်ဒမီမင်းသမီးတယောက်နဲ့ခရိုနီတထေးကြီးတို့ရဲ့မင်္ဂလာဝေးကအရင်ကြီးကြီးကျယ်ခဲ့တဲ့မှန်မိမဲ့ဆိုရှယ်မီဒီယာမှာမျက်စိနှောက်စရာဖြစ်မနေခဲ့တာကတော့လေးစားစရာအချက်တွေထဲကတစ်ခုဖြစ်ပါတယ်။တခြားမပြောနဲ့ရေခဲတောင်ထိသွန်းရောက်ပြီးအမှတ်တရမင်္ဂလာဝေးပုံရိပ်တွေရိုက်ကူးတာကိုတောင်မှအင်တာဗျူးတွေနဲ့ထုတ်ကြွားနေတာမျိုးလုံးဝမရှိပဲပုံမှန်လေးအတိုင်းပဲပြုလုပ်သွားခဲ့ပါတယ်။ဘုံဘုံရွှေအင်းအင်းနဲ့သူမရဲ့အခြေအနေအဆင်အတန်သူမခင်မွန်းတဲ့အချမ်းသာမှုတွေကြောင့်ကြွားမယ်ဆိုရင်တော့ထုတ်ကြွားစရာတွေကတော့တပုံတပင်ကြီးပါ။ဒါပေမဲ့ပါတစ်ခုကိုမှကြွားလုံးထုတ်ထားတာမျိုးမရှိပဲပြည့်တဲ့အုပ်ကဘောင်မဲမခက်ဘူးဆို ဆိုသလို professional ပြီးသားစွာစီးနေပေါင်းနဲ့လှုပ်ဆောင်သွားတာကိုတွေ့ရတာဖြစ်ပါတယ်။မင်္ဂလာဆွင့်ချင်းအခမ်းအနားကအစတင်နာပွဲတွေပါတီပွဲတွေနဲ့အခမ်းအနားဆုံးသောမင်္ဂလာပွဲကြီးကိုကိုယ်ပိုင်တိတိကျင်းပပြုလုပ်ခဲ့တာဆိုပေမဲ့ကြည့်ရထားပြီးတော့မျက်စိနောက်ဆရာကောင်းမနေတာကတော့ချစ်ကျူးစရာပါရှင်။ဒီလိုအရာတွေကိုထုံမကြွားပဲထိတ်တန့်မသိဘူးမုံရွှေကြီးကျွမ်းလုံးထုတ်ခဲ့တဲ့တခုသေးသောအချက်ကတော့သူမခင်မိုးတဲ့ကဘလောက်ထိချစ်တယ်ဆိုတာပါပဲ။အဓိကကတော့တာဝန်ယူတတ်တဲ့ယောက်ျားတစ်ယောက်ဖြစ်ပြီးငွေကြီးဥစ္စာလည်းချမ်းသာတယ်လို့မျက်နှာမငယ်ရအောင်ထားပြီးကျင်တဲ့ယောက်ျားပြီးသားတဲ့စိတ်သက်ပိုင်းရှင်ဖြစ်ကြောင်းတခုသေးကိုပဲတ နိုင်ငံလုံးကိုကြွားသွားခဲ့ပါတယ်။ကိုနိုင်ဖြူကျော်ကလည်းပေါ်ပင်နေပြုတ်လုပြီးတော့အင်တာဗျူးတွေဖြေလိုက်ပုံနေတင်လိုက်နဲ့ခရက်ချမနေပဲချစ်ချင်းမြတာနဲ့တမိုးချမတွေကိုပပလီပဲချပြလို့သွားခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးချစ်ချင်းမြတာတွေအပြည့်နဲ့အခမ်းအနားဆုံးသောမင်္ဂလာဝဲတွေကိုကျမပြုတ်လုပ်ခဲ့ကြတဲ့ထိတ်တန့်အကယ်ဒမီမင်းသမီးဝုံမုံရွှေကြီးနဲ့တထေးကြီးကိုနိုင်ဖြူကျော်ရဲ့မင်္ဂလာဝဲလေးအကြောင်းတွေကအခုချိန်ထိအမှတ်ရစရာဖြစ်နေစေပါရှင်။အခုနောက်ပိုင်းမှာဘယ်မင်းသမီးမင်းသားတွေရဲ့ဘလို့ခမ်းနားပါတယ်ဆိုတဲ့မင်္ဂလာဝဲတွေကမှဝုံမုံရွှေရဲ့မင်္ဂလာဝဲတွေလို့ပြည့်ပြည့်စုံနိုင်မှာတော့မဟုတ်ပါဘူး။ခရိုနီတထေးကြီး ကိုနိုင်ဖြိုးကျော်နဲ့ထိတ်တဲမသိဝုံမုံရွှေတို့ရဲ့ပြည့်ပြည့်စုံလာတဲ့မင်္ဂလာဝဲတွေကိုပြည့်တဲ့ကြီးတို့ရောမှတ်မိနေကြပါသေးရဲ့လားရှင်။